တော်လေးတွင်ဓမ္မရှင်ကိုအနိုင်ရရှိလို့ဆုခူသွားပါတယ်ခင်ဗျာโอเคကျွန်တော်နာမည်ကတော့စောတော်လှန်ရေးဖြစ်ပါတယ်။ဟိုကကရင်လိုစောတီကရောက်ကျွန်တော်ကလက်ဝဲလက်တင်လိုကရင်စုတော်တယောက်လည်းဖြစ်ပါတယ်။အခုဟို36စောပေါ်မှာကျွန်တော်ဟိုငါလက်ဝဲသမားတချင်းကကျွန်တော်ရေးစသီဆိုထားတဲ့ တချင်မဲ့ဖြစ်ပါတယ်လေဝေကလနာမည်ကဓမ္မဟေဝံလေဝေကလရဲ့ကျွန်တော်တို့ဟိုကဝင်းရောက်တာလေဝေကလရဲ့နှစ်ခုကျွန်တော်တို့ဟိုကဒါပဲလားလေဝေကလနှစ်ခုလေဝေကလနှစ်ခုပဲပါရမကျွန်တော်တို့ဝင်းရောက်တာတစ်ခုပဲဒါပေမဲ့ဓမ္မဟေဝံဆရာတော်ကကျွန်တော်တို့ဟိုအကူညီတောင်းနှစ်ခုလုံးကျွန်တော်တို့ဟိုကပြန်ကန်နေရပါတယ်ဟုတ်ကဲ့ပါအခုဒီအခုတို့ဒီလေဝေကလကစတီတောင်းတာကြာပြီလားဘယ်နှခုနှစ်ကလဲဘယ်လိုပြီးထောင်းခဲ့တာဟုတ်ကဲ့လေဝေကျွန်တော်ဓမ္မဟေဝံကစတီထောင်းလာဆိုဟို2000ခုနှစ်ခုနေရပါဗျာ ဲ့2000ခုနှစ်ကြည့်ပြောကျွန်တော်တို့ကလေးမွေးထုတ်မှာဝေးမွေးထုတ်တာ2018 2018မှာကျွန်တော်တို့ဟိုရွှေကွာချန်ပီယံနေရင်နော်ဟိုဟာ48ကီလိုတန်းမှာရွှေကွာအရာရှိခဲ့တယ်မွေးထုတ်ခဲ့တယ်ပြီးတော့ဟိုဟာတိုင်းနီပြည်နယ်ရွှေဒေသစုနေရင်တို့ပြီးတော့ကြောက်ရိုင်းတို့တိုင်းနီပြည်နယ်မှာရွှေဒေသသူ့ဝိတ်တန်အလိုက်ရွှေဒေသစုတွေအစုခုခဲ့ပါတယ်ရွှေကလည်းတည်ထောင်ခဲ့တာဘယ်သူတည်ထောင်ခဲ့တာဆရာတော်ဓမ္မဟိုအောင်ဆရာတော်ကတည်ထောင်ခဲ့ပါတယ်ခင်ဗျ ဒီနေရာမှာခြေဆိုင်တာလည်းလုပ်ကြည့်ရအောင်။ဟုတ်ကဲ့ကျွန်တော်လက်ဝဲကလာတော့ဟိုကရင်ပြည်နယ်ဖရားသုံးစုမြို့မှာပါခင်ဗျာဟိုအထိုင်းမြန်မာနယ်စပ်ဖရားသုံးစုမြို့မှာပါခင်ဗျာ။ဟုတ်အခုဒီနေ့ပြည်နယ်ဘက်မှာဘရိုကလပ်ကနေပြီးကစားသမားပနေရောက်ဝင်ရောက်ရှင်းနေတာလေ။ကျွန်တော်ကစားသမား၁၁ယောက်ဝင်ရောက်ရှင်းပြန်ကစားခဲ့ပါတယ်။စိန်ခေါ်ဘွဲက၂ယောက်အွန်လိုင်းထိုးဘွဲက၂ယောက်နဲ့ကြံတဲ့ဟာဂျားဘွဲတွေဝင်ရောက်ထိုးခဲ့ပါတယ်ခင်ဗျာ။ဒီပြည်နယ်ဘက်မှာဘရိုကလပ်ကဝင်ရောက်ရှင်းပြန်တာကြာပြီလား။ဟုတ်ကဲ့ကြာပါပြီခင်ဗျာကျွန်တော်ကလေးဟို့ ငွေတော့2000ခေါ်အာ2015 16ကနေကျွန်တော်တို့ပြည်နယ်ပွဲကိုနှစ်တိုင်းလာရောက်ရှင်းပြန်ကစားခဲ့ပါတယ်ခင်ဗျာကလတင်းရဲ့မူလယူရခြင်းနဲ့လက်ရှိအိမ်မှာဘာဖြစ်လဲကျွန်တော်ကလေးတွေပေါ့ကျွန်တော်တို့ဟိုဟာရွှေခွားရရှိရပြီးတော့ဟိုနေရိုင်းဆိုရင်လဲဟိုဟာဒီကမ်ဘောဒီးယားစီးကိန်းမှာလူရွေးတဲ့အထဲအထိပါခဲ့ပါတယ်ခင်ဗျအဲ့ဒါကျွန်တော်တို့ကနိုင်ငံကိုစားပြုလက်ဝဲသမားတွေဖြစ်ပေါ်အောင်ကျွန်တော်ဟိုဟာဒီကျွန်တော်ကစားတွေကို ဟိုရည်မှန်းချက်ထားပြီးတော့ဟိုလေ့ကျင့်သင်ကြားပေးပါတယ်ခင်ဗျာလက်ရှိကလပ်မှာကစားသမားပြည်ရလာလေ့ကျင့်နေအခုလက်ရှိကစားသမား16ယောက်လောက်ရှိပါတယ်ခင်ဗျာအကြံတဲ့ကလေးတွေကတော့ဟိုကြောင်းတက်တဲ့ကလေးတွေပါလို့မလာပါဘူးခင်ဗျာလက်ရှိကလပ်မှာအကြီးတန်းကစားသမားတွေနဲ့ဘယ်သူတွေရှိလဲအကြီးတန်းကစားသမားတွေကဟိုဟာမရှိပါဘူးခင်ဗျာအခုကလူသစ်လူသစ်တန်းပဲနည်းနည်းများပါတယ်ခင်ဗျာအကြီးတန်းကဟိုရွှေကပတ်ရတဲ့နေရိုင်းတို့ တိုင်းနေပြီနဲ့ဟိုရွှေစိတ်ရတဲ့ကြောက်ရိုင်းတို့အဲ့ဒါတော့ပဲရှိပါတယ်ခင်ဗျအဲ့လိုအကြီးထဲမှာကိုရိုးပြောလိုက်တဲ့လူတွေရှိတာအကြီးရတက်လာပြီဟုတ်ကဲ့အခုအကြီးထဲမှာတော့နှစ်ယောက်ကျွန်တော်မွေးထားပါတယ်ခင်ဗျအဲ့ဒါနံပါတ်လေးမေးဆက်ပေးလို့ရပါဟုတ်ကဲ့ပါရမတရားတော့ဟိုသိန်း30အောင်လမှာရှင်ပြန်ထိုးရတာတဲ့ကျေတပွင့်ဖြစ်ပါတယ်ဒုတိယတရားမှာတော့ဟိုအကြဝဲထိုးရတဲ့ဟိုမင်းမင်းထဲအောင်မင်းထဲအောင်ဖြစ်ပါတယ်နေရောက်ပါခင်ဗျ လက်ကဘလို့လေပတ်နေလဲဥပမာဆရာရဲပန်ပိုးမှုနဲ့လားဘလို့မျိုးဝေးကြီးပန်းရှိရှိပါဘူးအဲပန်ပိုးမှုမရှိပါဘူးခင်ဗျာဒီလက်ဝဲသမားတွေကိုကျွန်တော်တို့ပုံချောင်းဆရာတော်စီမှာပဲဆရာတော်ကဂျင်းဝေးထားပြီးတော့ training မောင်းတာတော့မနေ့ပိုင်းကျွန်တော်မောင်းတော့ညနေပိုင်းဆရာမိုက်တဲ့ရ training မောင်းပြီးတဲ့ကျွန်တော်သွားရောက်ကြီးကြပေးတယ်အဲမျိုးပါခင်ဗျာငွေကြီးပိုင်းအခက်အခဲရှိရပါဘူးငွေကြီးပိုင်းတော့အခက်အခဲအများကြီးရှိပါတယ်ခင်ဗျာဒီပွဲမှာဆိုရင်ကျွန်တော်ကအုတ်ချုပ်သူနေနဲ့လာတယ်ဒီအမကျွန်တော်ဖျားသုံးသူကနေဖန်အန်တီဆိုရင် ကားကလူတယောက်အသွားတသိန်းခွဲအပြန်တသိန်းခွဲသုံးသိန်းနဲ့အစားစိမ်းနဲ့ဆိုရင်လက်ဝတ်စမာတယောက်ဖန်အထိဒီမှာပြင်နေဝဲလာတို့က၅သိန်းလောက်အကုန်ကြားစင်းရှိပါတယ်အဓိကအသုံးစိမ်းဒါမှမဟုတ်ကုန်ကြမွေဆိုရင်ဘာဖြစ်မလဲဥပမာစားဝတ်နေရေးလားဒါမှမဟုတ်တောက်ပံ့ပစ္စည်းတွေဆိုရင်တောက်ပံ့ပစ္စည်းတွေရဲ့လိုအပ်တယ်လို့စားဝတ်နေရေးရတယ်လိုအပ်ပါတယ်ခင်ဗျဆရာတော်ဟိုဟာစီမံတော့ပရာဟိတအကြောင်းဆရာတော်ကဓမ္မဟိုပရာဟိတဘကအကြောင်းလေရှိကလေးတွေက400 500လောက်ရှိပါတယ်အဲဒီမှာ ကလေးလေး900ပါဟိုဟာပေါ့ဟိုအစားအသောက်တွေကတော့ဟိုအဆင်ပြေရလို့တော့မရှိပါဘူးဖြစ်တယ်လို့ပဲအစားအသောက်နေထိုင်ရပါတယ်ခင်ဗျအဲ့ဒါကလမရှိရကစားသမားတွေကဘူးရစီဝါရောကိုကင်းကောင်ဘလို့စီမံအချုပ်လဲ။ဟုတ်ကဲ့ကျွန်တော်ကအားကစားလိုင်းပဲထည့်တယ်ဒီကလေးငယ်တွေလည်းဘောလုံးအသင်းတွေရှိတယ်။အဲ့လိုမျိုးပေါ့အားကစားလိုင်းကိုဟိုထည့်ပေးခြင်းအဖြစ်အဲ့ဒီမူရစီဝါတို့ဒီဟိုပါပေါ့အဲ့ဒီဟော ဥပဒေနဲ့မလွတ်ခင်တဲ့လမ်းကြောင်းတွေအဲမရအောင်ကျွန်တော်တို့ကဆရာတော်ရဲ့ထိမ့်မေးသလိုကျွန်တော်တို့လည်းအပြင်ဘက်မှာဆရာတော်ကကြောင်းဝင်းဘာညာဟိုကအပြင်မှာစီကံချက်တွေထိမ့်သိမ့်လို့အပြင်ဘက်မှာလည်းကျွန်တော်တို့လည်းဟိုလိုက်ပြီးတော့ထိမ့်သိမ့်ပေးပါတယ်ခင်ဗျာကိုယ်ကလပ်မှာရှိရတဲ့သူဓာသမားတွေပြီးပါရေပေါ့နော်ကလပ်မှာရှိအောင်ကလပ်မှာလာလေ့ကျင့်တာတွေပါယူကြည့်ပြတာဒါမို့ဓာသမားတွေအတွက်ကောသူတို့အတွက်ဒီမှာထားတာကိုသူတို့အတွက်စိတ်ချမ်းသာမှုစီအောင်မှာသူတို့ခွေရရလို့မြင်တာဟုတ်ကဲ့သူတို့မြင်ပါတယ်ခင်ဗျာကို ပညာဟိုပါအကြောင်းစာတွေဟိုဒူးဂျုံမမရှိဘူးကျောအာကသာဘက်မှာလာရင်လဲကျွန်တော်တို့ဟိုအဆင်ပြေသူလောက်ပြရလက်ဝဲဆိုရင်လဲလက်လက်ဝဲပေါ့တကယ်လို့ဘောလုံးဆိုရင်လဲဘောလုံးအဲ့လိုမျိုးပေါ့ကျွန်တော်ဟိုဟိုကူညီပြီးတော့ဆရာတွေနဲ့ဆရာသမားတွေအပ်ပေးပါတယ်အဲ့လိုကိုတို့ပါဆရာတော်အကြောင်းပါဆိုလို့ရှိရင်လက်ဝဲသမားတွေရောဘောလုံးအားကတခြားအာကသာအသင်းတွေတူတာဟိုပါပေါ့ရှိတာပေါ့အဲ့လိုကလေးတွေဟုတ်ကဲ့ရှိပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒါဆိုရင် လာသမားတွေကိုကိုယ်ကလမှာဘယ်ဘက်အောင်အဓိကထားပြီးတော့လေ့ကျင့်ပေးတယ်ဥပမာမာကျောမှုလားကျွမ်းကျင်မှုလားအမှတ်ပေးပုံစံလားအလဲထိုးပုံစံကျွန်တော်ဟိုဟွာကျွန်တော်ကဟိုကလေးတွေလက်သွေးရဲ့နေရာမှာအများဖြင့်ထိုင်နေပဲကျွန်တော်နေစထိုင်နေစဈေးပွဲတော့လိုင်းထိုင်ရလက်ဝတ်ပွဲလုပ်ပြီးတယ်ကျွန်တော်ကလေးတွေကအဲ့မှာလက်သွေးတာအများတယ်အများဖြင့်အဲ့မောအမှတ်ပေးစနစ်ဟိုဟာနဲ့လေကျွန်တော်တို့အကြောင်းချင်းချင်းဟိုဟာကစားနိုင်အောင်ကျွန်တော်တို့လေ့ကျင့်ပေးတယ်အမအဲ့လိုမျိုး အမပေးစနစ်ကိုကျွန်တော်တို့လည်းဦးစားပေးတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကလေးကကြာအပြင်အခုဆိုရင်နေရင်တို့ဘာလို့ဆိုရင်ကျွန်တော်1ချန်ပီယံရှစ်ဟိုချိန်ထားပါတယ်။1ချန်ပီယံရှစ်မှာတထူဖို့အထိကျွန်တော်ချိန်ထားတယ်ခု။အဲ့ဒါဆိုရင်တကယ်လို့ဒီမောလေဝေလောကမှာအမပေးစနစ်နဲ့အလဲတို့တွေနဲ့ဆိုလို့ရှိရင်ကိုယ်အမပေးစနစ်ကိုကိုယ်ကျိုးကျိုးတယ်ပေါ့။ဟုတ်ကဲ့ကျိုးကျိုးပါတယ်။ဘာဖြစ်လို့ဆိုတော့အမပေးစနစ်ကဟိုနေစနစ်ပိုင်းကဦးစားပေးသလိုကလေးရဲ့နာကျင်မှုနည်းပါတယ်။နော်အမပေးနဲ့ဆော့ရတဲ့အခါအချောင်တဲတဲ့အဝင်အထွက်တွေနဲ့ဟုတ် ဒီအလဲထိုးစနစ်ကကလေးတွေတော်တော်နာပါတယ်ခင်ဗျာ။တော့ငားနေတာမို့စင်းနေကြမှာဘရိုကလပ်တော့ပြောလိုက်ကြပါဖြစ်မယ်။ကျွန်တော်တို့ကတော့အမဟိုကကလေးတွေကသူ့ဝိုက်တန်းအလိုက်ရချန်ပီယံဖြစ်ဖို့ကျွန်တော်တို့မျှော်လင့်တယ်ပြီးတော့ကျွန်တော်တို့ကလေးအကြီးတန်းမှာတကယ်လို့နောက်၄ငါးနှစ်ဆိုရင်ကျွန်တော်တို့ကလေးကအကြီးတန်းရောက်တဲ့အခါကျရင်ဗမာပြည်ချန်ပီယံအထိတော့ကျွန်တော်တို့မျှော်လင့်ပါတယ်ခင်ဗျလဝိအနာဂတ်အတွက်ဘယ်ချက်အဓိကဆိုရင်ပြောနေတယ် အဓိကလက်ဝဲရအနာကတွေဟိုကလက်ဝဲသမားတွေကကျွန်တော်တို့တင်တဲ့ဆရာတွေရဲ့စီကံလိုက်နိုင်မှုနေစနစ်လိုက်နိုင်မှုအဲ့ဒီအပေါ်မှာအများကြီးမူတည်ပါတယ်ဆရာပြောသလိုလုပ်ရင်ကျွန်တော်တို့ဆိုရင်အဲဟိုကဒီဆရာဆိုရင်လက်ဝဲပြင်တိုင်းပြင်ထိုးရဲကျွန်တော်တို့ဆိုရင်ကျွန်တော်ဆိုရင်လည်းမာရှယ်အာအော်ကျိုးရှင်မှာဘလဘဲအထိကျွန်တော်ကစားခဲ့တယ်ကျွန်တော်နိုင်ငံတော်ဝင်ဆန့်အောင်ကျွန်တော် international technique တွေလည်းကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ဒီပြည်နယ်ပြိုင်ပွဲလို့ကအခုတို့အတွက်ကစားသမားတွေတို့အခုတို့ကလပ်တွေရောဘလို့ကြိုးကျေးမှုတွေရှိလဲဥပမာဟိုဟိုလူပိုတိလာလားဒါမှမဟုတ်ကစားသမားတွေလေ့ကျင့်မှုတွေကိုအားကောင်းလာဘူးဘလို့မျိုးကြိုးကျေးမှုရှိလဲပြည်နယ်ပြိုင်ပွဲအပေါ်ဟုတ်ကဲ့ကျွန်တော်ဟိုပြည်နယ်ပွဲမှာကျွန်တော်လက်ဝဲသမားတွေအတွက်ဟိုမြုံမှန်းချက်အားတခုအနေနဲ့ကျွန်တော်တို့ဟိုတတ်မှတ်ပါတယ်။ဒါပြကျွန်တော်တို့ကလေးတွေကဟိုအနေစားမှာဟိုလူမသိတဲ့နေရာကနေကျွန်တော်တို့ပြည်နယ်လာတိုးတော့ပြည်နယ်ကလူကြီးတွေလည်းတည်လာတယ်။နောက်တိုင်းပြည်နယ် ဟိုဟာလက်ရွေးစင်ခေါ်တဲ့အခါကျရင်လဲကျွန်တော်တို့ကလေးတွေကိုခေါ်တဲ့အတွက်ကျွန်တော်ကလေးတွေကဟိုမျက်စိနဲ့နားသင်ရင်လည်းတောမှနေရတာမြို့ကြီးတွေကရောက်လာတယ်အဲသူတို့မြို့ကြီးရဲ့အခြေအနေတိုးတက်လာမှုတွေသူတို့သိတယ်အဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကလေးတွေအဲ့လိုမျိုးဒီပြည်နယ်ဝဲကကလေးတွေဟိုဟာတိုးတက်လာပြည်နယ်ဝဲအားနေတဆင့်ဟိုကိုယ့်ရဲ့ကရင်ပြည်နယ်လက်ရွေးစင်လက်ရွေးစင်ဒီအပြားနေနိုင်ငံလက်ရွေးစင်ဒီညော်မှန်းသွားပါတယ်ခင်ဗျ ခုပေါ့နော်ဒါကျွန်တော်တို့အတွက်လေတကားလေးတစ်ခုပေါ့ပြင်နေလို့ဆိုတာကျွန်တော်တို့ကလေးတွေကိုဒါကျွန်တော်တကယ်ကြီးပြောသလိုပဲအများလဲတိသွားတယ်ကျွန်တော်တို့ကလေးတွေရဲ့ဒီကစားမှုလည်းဒီလိုအများအတိသွားတဲ့ခါကျကျွန်တော်တို့လည်းဒါကအောင်မြင်မှုတစ်ခုလို့ကျွန်တော်တို့ကခန့်မှန်းထားပါတယ်နောက်ဆုံးမေးခွန်းတစ်ခုပေါ့နော်ကျွန်တော်တို့ညရလို့ဖြစ်ပြီပါဟုတ်ကဲ့အာဒီအခုမြမလက်ဝိတ်လောကမှာလက်ဝိတ်ဝါဒနာရှင်တွေပေါ့နော်ဟိုကစားသမားတွေဝေဖန်နေရရှိရပေါ့ဆိုကြတော့ ့အဲ့ဝေဖန်တဲ့ဟာဒီကစားသမားတွေအခုဒီ club မှာဖြတ်တန်းတဲ့ဟာကိုသူတို့ကမသိဘူးဒီဘက်နဲ့လို့ဝေဖန်နေကြတာပေါ့နော်အဲ့ဒီအတွက်ကိုဘရိုးတွေနဲ့ဘာပြောချင်လဲရေပြီးတော့အဲ့လိုဝေဖန်လဲအခါကြလို့ရှိရင်ကစားသမားတွေကိုဘယ်လိုပါကြတာလဲကျွန်တော်အနေနဲ့ကျွန်တော်မြင်တာတော့ဟိုမြန်မာယူရလက်ဝဲဝါသနာရှင်များအားလုံးဟာဟို စေယူကြီးမဆွဲဖို့စေယူကြီးမဆွဲတော့ကျွန်တော် ကတော့ဟိုမေတ္တာရက်ခံပတ်ကြားလို့ပါတယ်ကျွန်တော်မြန်မာလက်ဝဲမှာ international အဆင့်နိုင်ငံတကာပွဲဝင်ဖို့อ่ะ ဟိုကလျှော့တင်နေရလျှော့ရမယ်အဲ့လိုမျိုးမှပဲနိုင်ငံတော်အဆင့်ဝင်လို့ရမှာမယ်ဟိုအခုကျွန်တော်တို့ဒီမှာအခု BKFC เนาะလာကြီးကမ်းလမ်းပါတယ်မယ်ရီဂိုနာတို့ပါတို့ကျွန်တော်ကြိုးစို့တယ်သူကနေစနစ်တွေကိုဟိုတိုးတူလျှော့တယ်ဟုတ်တယ်နိုင်ငံတော်ဝင်ဆောင်ဖို့အတွက်ဆိုရင်လျှော့တင်တာလဲလျှော့ရမယ်လိုက်လျော့တင်တာလိုက်လျော့ရမယ်အဲ့ဒါမှကျွန်တော်တို့နိုင်ငံကလေးတွေကတိုးတက်လာမှာဖြစ်ပါတယ်အဲ့ဒါအဲ့လိုမျိုးဆိုရင်ကျွန်တော်အမြဲတမ်းကြိုးစားပါတယ်ခလေးတွေရောကိုယ်တို့လိုဝေဖန်တဲ့လူတွေပေါ်မှာခလေးတွေပြားမရဘူးလို့မျိုးပြောကြတာရှိတယ် ျွန်တော်ကလေးတွေကတော့ဖိအားမရှိပါဘူးကျွန်တော်တို့ကအလဲထိုးစနစ်နဲ့သွားလဲထိုးမှာပဲဟိုအမတ်ပေးစနစ်နဲ့သွားလဲထိုးမှာပဲအခုကရင်ပြည်နယ်ဒီကရင်နှစ်တကူနဲ့မှာတောင်ကလေးကကျွန်တော်ကလေးကိုကန်လန်းထားပါလေဟိုဝမ်ကျန်ပညာရှိလို့၃ကြီးထိုးအမတ်ပေးစနစ်နဲ့သူကကျင်းပါရတယ်ကျွန်တော်တို့ကလေးလဲထိုးမှာပါနော်စာချုပ်ပွဲတွေကျွန်တော်ထိုးမှာပါအမဘေးစနေနဲ့ကျွန်တော်ပူကြိုက်ပါတယ်အမဘေးစနေနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီနေ့ကဘေးကလေးပြန်ပြောပါဦးဥမာ လဝေးဝေဖန်နေတဲ့ဝါသနာရှင်တွေဥပမာအချင်းတွေကိုမသိဘူးဗျာကိုရောကဖြတ်တန်းတဲ့ကသာသမိုင်းဖြတ်တန်းတဲ့အချင်းတွေသူတို့ကမသိဘူးမသိဘဲနဲ့ဝေဖန်နေတဲ့လူတွေကိုမပြောချင်လဲရေပြီးတော့ကိုယ်နေနဲ့အဲ့လိုဝေဖန်တဲ့လူတွေကတော့ကိုယ်ကသာသမိုင်းတွေဝေဖန်လိုက်ခဲ့လာလို့ရှိရင်ကသာသမိုင်းတွေဘယ်လိုမှကြားရတာကျွန်တော်ကတော့ကသာသမိုင်းတွေကိုကျွန်တော်မှားရတဲ့သူများအများဝေဖန်လေကျွန်တော်တို့အတွက်ပြင်ဆင်မှုအများရလေဆိုတာပဲကျွန်တော်ကလေးတွေမှားကြပါတယ်ကျေးဇူးပါကျေးဇူးပါအခုတို့ဖျားပြီးတဲ့အတွက်ကျေးဇူးပါကျေးဇူးပါ